62ခုမြောက်သောစာလံအကယ်စင်စစ်ငါဝိညာဉ်သည်ဘုရားခင်ရှိမှညင်ဝစွာနေတတ်၏ငါကိုကယ်တင်ခြင်းအကြောင်းသည်အထံတော်ကတက်ရောက်ရ၏အကယ်စင်စစ်ဘုရားသခင်သည်ငါ၏ကြောင့်ငါကိုကယ်တင်ခြင်းအကြောင်းငါခုလုံရာဖြစ်တော်မူ၍ငါ၌လှုပ်ရှားခြင်းများစွာမရှိရသင်တို့သည်အဘယ်များကာလပတ်လုံးတယောက်တော်သူကိုတိုက်ကြမည်နည်း သူ့ကိုတိန်သောအုပ်ယူလှုပ်တော်ထရန်ကဲ့သို့မဲ့၍သင်တို့အပေါင်းသည်အပေမြတ်ကာလပတ်လုံးဖြူဖြဲကြမည်နီထိုသူကို မြင့်သောအရက်ကလဲချင်းကကြံစီလျက်နေကြ၏မှုတာကိုနှစ်သက်ကြ၏နှုတ်ဖြင့်ကကောင်းကြီးကိုပေးလျက်နှလုံး၌ကချိန်ဆဲချင်းကိုပြုတ်တတ်ကြ၏အကယ်စင်စင်ငါဝိညာဉ်သည်ဘုရားသခင်ရှေ့မှာညီဝတ်စွာနေတတ်၏ငါမျော်လင့်ခြင်းအကြောင်းသည်အထံတော်ကတက်ရောက်ရ၏ အကယ်စင်စစ်ဘုရားသခင်သည်ငါ၏အကြောင်းငါ့ကိုကယ်တင်ခြင်းအကြောင်းငါခိုးလုံရာဖြစ်တော်မူ၍ငါသည်လှုပ်ရှားခြင်းမရှိရာငါ့ကိုကယ်တင်ခြင်းအကြောင်းငါ၏ဘုံပွင့်ခြင်းအကြောင်းငါဘုရားသခင်ပေသည်ငါ့ကိုအားပေးသောအကြောင်းငါခိုးလုံရာကဘုရားသခင်ပေသည်အိုလူများတို့ဘုရားသခင်၌အစင်မပြတ်ခိုးလုံကြလောရှေ့တော်၌စိတ်နှလုံးကိုဖွင့်ပြကြလောဘုရားသခင်သည်ငါတို့ခိုးလုံရာဖြစ်တော်မူ၏ အကယ်စင်စစ်ယုံညံ့သောသူတို့သည် အနတ္တအတေရှိသောသူတို့သည် မှုသာဖြစ်ကြ၏ချိန်ဝင်နှင့်ချိန်ဆက်လျင်ထိုသူအပေါင်းတို့သည် အနတ္တထက်သာ၍ပေါ်ကြ၏ညင်စေခြင်းကိုမကူစားကြနှင့်အနိုင်အထက်လူယူ၍မဝါကြွားကြနှင့်ဥစ္စာများပြားလျင်စိတ်ဆွဲလန်းခြင်းမရှိကြနှင့်ဖယားသခင်သည် တကြိမ်ဗျာဒိတ်ပြတော်မူပြီးနှစ်ကြိမ်မြောက်ငါကြရသောဗျာဒိတ်တော်ဟုမူကားတကိုးသည်ဖယားသခင်၌ရှိ၏ ဥထာဝရဘုရားကိုတော်ဒီဂယုဏာနှင့်ပြည့်စုံတော်မူ၏ကိုတော်ဒီလူအသီးသီးတို့အားသူတို့အချင်းနှင့်လျောက်အကျိုးအပြစ်ကိုဆက်ပြီးတော်မူ၏အခန်းငယ်၁မှ၁၀နှင့်